คริปโตမှာပတ်စံရှာခြင်းလားဒါဆိုရင်ကို့အတွက် trading strategy တကူရှိဖို့လိုပါမယ်คริปโตဈေးတက်ရင်ဝယ်လိုက်ဈေးကျရင်လက်မီရောင်းလိုက်နဲ့အမြဲတမ်းအလွယ်လွယ်အချော်ချော်ဖြစ်နေတဲ့ဆိုတာကကို့မှာတည်ကြတဲ့တည်ကြတဲ့ trading strategy တကူမရှိနေလို့ပါဒီနေ့တော့အဲ့ဒီ trading strategy ဆိုတာဘာလဲ beginner အတွက် blue strategy မျိုးကအသုံးဝင်လဲဆိုတာကို ရှင်းပြပေးသွားပါမယ် trading strategy ဆိုတာကဘာလဲ trading strategy ဆိုတာခက်ခက်ခဲခဲတွေမဟုတ်ပါဘူး။ဒါလည်းပြောရရင် crypto ကိုဘယ်အချိန်မှဘလောက်နှစ်ဝယ်မယ်၊ဘလောက်ရောက်ငယ်၊ဘလို့ရောင်းမယ်ဆိုပြီးတော့ကိုယ့်ဘာသာကိုချိုတင်ရေးဆွဲထားတဲ့စီးနှင်းတွေပါပဲ။ဥပမာပြောရရင် Bitcoin စီ10%ကျတော့ရင်ထပ်ဝယ်မယ်။ဒါမှမဟုတ် Ethereum စီ20%သက်လာရင်တဝက်ရောင်းမယ်ဆိုပြီးတော့ချိုတင်ဆုံးဖြတ်သွားတာမျိုးပေါ့။ crypto စီးခွက်ကအရင်ကြမ်းတမ်းပြီးတော့ဈေးတွေကဒိုင်းကနေထူထက်လိုက်၊ဒိုင်းကနေထူကျလိုက်ဖြစ်နေတော့ strategy မရှိတဲ့အခါမှာ fear ဆိုတဲ့ကြောက်စိတ်နဲ့ greed ဆိုတဲ့လောဘကြောင့်ဆုတ်ခဲ က်ချက်တွေမှတ်တက်ပါတယ် strategy ဆိုတာကအဲ့ဒီစိတ်ခံစားချက်တွေကြောင့်မှအခုကိုကာဝယ်ပေးတဲ့ safety net လို့ပါပဲဈေးကြလို့လန့်ပြီးတော့အောက်ဆုံးဈေးနဲ့ရောင်းမိတာမျိုးဈေးတက်နေတော့လောဘတက်ပြီးတော့အမြင့်ဆုံးဈေးမှလိုက်ဝယ်မိတာမျိုးတွေကလည်းကာဝယ်ပေးပါတယ်ဒါဆို beginner အတွက်နားလည်လွယ်ပြီးတော့ sub အုံလို့ကောင်းတဲ့ strategy တချို့ကိုကြည့်လိုက်ရအောင်ပါပထမအဦးဆုံးတစ်ခုကတော့ HOTL ဆိုရဲ hold ပါဒါကတော့ဝယ်ပြီးတော့မိထားလိုက်ဆိုရဲပုံစံမျိုးဖြစ်ပါတယ် Bitcoin Ethereum လို့ coin ကောင်းကောင်းတစ်ခုကိုဝယ်ပြီးတော့ဈေးအထက်ကျ ရိတ်ကိုခီးဥမဆိုင်ဖဲလာပေါင်းများစွာဒါမှမဟုတ်နှစ်ပေါင်းများစွာခြင်ထားရပါဒီနည်းလမ်းရဲ့အာသာချက်ကတော့ချက်တွေကိုတစ်ချိန်လုံးထိုင်တည်နေစရာမလိုရဲအတွက်ကြောင့်မို့လို့စိတ်ဖိစီးမှုတတပြီး trading fees တွေကိုလည်းချွေတာနိုင်တော့ပေါ့ဒါပေမဲ့အဓိကအားနည်းချက်တစ်ခုအနေနဲ့ကတော့စိတ်ရှည်ဖို့လို့ပြီးစိတ်အကြီးကြီးကျသွားတဲ့အချိန်တွေကိုကြမ်းကြမ်းခံနိုင်ရပါမယ်ကိုပစံတွေကလည်းအချိန်အကြာကြီးအနှုတ်ပြနေတတ်တဲ့ဆိုတော့ကိုတော့တည်ထားရပါမယ်နောက်တစ်မျိုးကတော့ DCE လို့ခေါ်ကြလေးရှိတဲ့ dollar cost averaging မှာဒါကတော့ဈေးကွက်ကိုအချိန် န် guide ဝင်ဖို့မကြိုးစားချင်တဲ့ beginner တွေအတွက်အကောင်းဆုံး strategy ဖြစ်ပါတယ်ဒီ CA ဆိုတာကပုံမှန်ဝေပမာဏတစ်ခုကိုအချိန်မှန်မှန်သတ်မှတ်ပြီးတော့ crypto ကိုဝယ်သွားတာပါဥပမာပြောရရင် bitcoin ကိုတစ်ပတ်တစ်ခါဒေါ်လာ50ကိုပုံမှန်ဝယ်သွားတာမျိုးပေါ့ဒီလိုဈေးတက်ချိန်ရောဈေးကျချိန်ရောပုံမှန်ဝယ်တဲ့အတွက်ကိုယ့်ရဲ့ဝယ်စည်းကပြန်မြှဖြစ်သွားပြီးတော့ risk ကို short ချပေးပါတယ်တို့ရဲ့အားသာချက်ကစိတ်ခံစားချက်နဲ့ဆောင်ဖြတ်တာမျိုးမဖြစ်တော့ဘဲနဲ့ဈေးကွက်ကိုအချိန်ကိုက်ခတ်မှန်းနေစရာမလိုတာပါပဲအားနည်းချက်ကတော့ခဏခဏဝယ်ရတဲ့အ အတွက် fees နည်းနည်းပိုကုန်နိုင်ပြီးတော့ဈေးကတောက်လျှောက်တက်နေရင် hold လုပ်ခဲ့သူတော့အငြင်းများများမရနိုင်ပါဘူး။နံပါတ်3ကတော့ trend following မှာ trend following ဆိုတာကကြတော့ easy ကြောင့်အတိုင်းလိုက်တာနဲ့တူပါတယ်။ဈေးကွက်ရဲ့ trend ကိုအရင်ဆုံးရှာပါပြီးရင်အဲ့ဒီ trend အတိုင်းလိုက်ပြီးတော့အယောင်းဝယ်လုပ်တာပါ။ဥပမာဆိုရင် coin တစ်ခုကတောက်လျှောက်ဈေးတက်နေတဲ့ trend မှာဆိုရင်ကိုကလိုက်ဝယ်ပြီးတော့ trend setup ဖို့မျှော်လင့်တာမျိုးဈေးကျနေတဲ့ trend မှာဆိုရင် future မှာ short term မျိုးလုပ်ပါတယ်။ဈေးကတက်နေတော့ကိုယ့်ရဲ့စိတ်ထဲမှာဈေးဆက်တက်မယ်ထင်ပြီးတော့လိုက်ဝယ် တာမျိုးမဟုတ်ပါဘူး chat trade indicator တွေကိုကြည့်ပြီးတော့တိတိကျကျ plan နဲ့ trader မျိုးပါ chat trade indicator တွေကိုကြည့်ရတယ်ဆိုပေမဲ့ day trading လောက်တော့အသေးစိတ်ကြည့်စရာမလိုပါဘူးနံပါတ်၄ day trading နဲ့ swing trading ဒါဆို day trading နဲ့ swing trading ကိုဆက်ရှင်းပြပါမယ်ဒါတွေကတော့အမြဲတမ်းလှုပ်ရှားနေရတဲ့ active strategy တွေပါ day trader တွေကတည့်ရက်ထဲမှာတင်အခြေစဉ်ဝယ်ရောင်းလုပ်ပြီးတော့ဈေးအပြောင်းအလဲတိတိလေးတွေကနေအမြဲရှားကြတယ်။ swing trader တွေကတော့ရက်အနည်းငယ်ဒါမှမဟုတ်တစ်ပတ်နှစ်ပတ်လောက်ခိုင်း ုင်ထားပြီးတော့ဈေးအတက်အကျအခြေအနေတွေကလည်းအမြန်ရှားကြပါတယ်ဒီနီးလန်းနေရအသားချက်ကခရစ်တိုရဲ့ဈေးအတက်အကျမြန်တဲ့သဘာဝကိုအသုံးချပြီးတော့အမြန်မြန်မြန်ရနိုင်စေရှိတာပါပဲဒါပေမဲ့အားနည်းချက်တွေကတော့အများကြီးပါအရန်စုံစားရတယ်စိတ်ဖိစီးမှုများတယ်အချိန်ပြည့်နှီးပါဈေးခွက်ကိုစောင့်ကြည့်နေရပါမယ် trading fees တွေအရန်ကုန်စားနိုင်ပြီးတော့ beginner အများစုကရေးရွှေမှာအရှုံးနဲ့ပဲငင်းဆိုင်ရတတ်ပါတယ်နံပါတ်5 arbitrage အဆုံးပြောချင်တာတစ်ခုကတော့ arbitrage ပါဒါကတနေ့တော့ advance ဖြစ်သွားပါ ယ်။သူရဲ့အခြေခံကတော့ရှင်းပါတယ်။အချိန်တစ်ခုမှာ Bitcoin စေကဒေါ်လာ3000ဖြစ်နေပြီးတော့နောက်တစ်ခုမှာဒေါ်လာ3000နဲ့မှတက်ခါဖြစ်နေတဲ့အဆိုပါဆို Arbitrage Trader တွေကဈေးသက်သာတဲ့အချိန်မှာအမြန်ဝယ်ပြီးတော့ဈေးပိုရတဲ့အချိန်မှာချက်ချင်းကယ်ယောင်ပြီးတော့ဈားတွေကဒေါ်လာ100ကိုအမြန်ယူတာမျိုးပါ။ဒါပေမဲ့ဒါကိုလုံးဖို့ကအရန်ညံ့ရသလိုမွေးပမာဏညံ့များသုံးနိုင်မှ fees နှုတ်ပြီးတော့အမြန်ကြံမှာဖြစ်ပါတယ်။ဒါဆိုရင်ကိုနဲ့ကိုက်ညီမဲ့ strategy ကိုဘယ်လိုရှိမလဲ strategy တစ်ခုကိုရွေးချယ်တဲ့အခါမှာ အမြတ်ဘလို့လို့ချင်တယ်အချိန်ဘလောက်ပေးနိုင်လဲ race ဘလောက်ရှူနိုင်လဲဆိုတာတွေပုံမှန်တီးပြီးတော့ရွေးချယ်တင်ပါတယ်အရင်ဆုံး race ဘလောက်ရှူနိုင်လဲဆိုတာကို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 မေးကြည့်ပါကိုကစိတ်အေးလက်အေးနဲ့ကဖြည်းဖြည်းတက်တာကိုကြိုက်တယ်စွန်စားရတာကိုတိတ်မကြိုက်ဘူးဆိုရင် hold DCA တို့ကအဆင်ပြေပါတယ်စွန်စားရတဲ့အရှုံးခံနိုင်နေဆိုရင်တော့ swing trading ကိုနည်းနည်းချင်းစီစမ်းကြည့်နိုင်ပါတယ်နောက်တစ်ခုကအချိန်ဘလောက်ပေးနိုင်လဲဆိုတာကိုသိရပါမယ်ကိုကအလုံးများတဲ့ချက်တွေကိုတစ်စင်းလုံးထိုင်ပြီးကြည့်နိုင်ဘူးဆိုရင် hold မှမဟုတ် DCA လောက်ထားလိုက်တာက အကောင်းဆုံးပါပဲ။နောက်ဆုံးအနေနဲ့ကိုအမျက်ကိုဘယ်လိုလိုးစင်နေဆိုတာကိုသိရပါမယ်။ရေရှည်အတွက်ချမ်းသာခြင်းတော့လားအမျက်မြမြန်လေးလူးစင်တော့လားရေရှည်ကိုကြည့်မယ်ဆိုရင်တော့ဟိုးနဲ့ TCA ကပဲထပ်ပြီးတော့တင်တော်ပါရယ်။အကောင်းဆုံးကတော့ strategy ကိုရောပြီးတော့သုံးတာပါ။ဥပမာပြောရရင်ကိုယ့်ရဲ့ trade မဲ့ပတ်ဆိုင်ရင်ရှိစေရပိုင်းတော့ကို Bitcoin တို့ Ethereum တို့လိုမျိုးတကယ်ကိုအခြေခံ account နဲ့ coin account တွေမှာ hold လုပ်ထားပြီးတော့ဈေးနဲ့၂၀ရာခိုင်နှုန်းကိုတော့တခြား trading strategy တွေကိုစမ်းသပ်ပြီးတော့သုံးတာမျိုးပေါ့။အဓိကမှတ်ထားရမှာတစ်ခုက trade Clear Strategy ဆိုတာက Crypto ဈေးကွက်ရဲ့အတဲချရီကြောင့်မှကိုကိုလမ်းမပြောက်အောင်ထိမ့်ပေးမယ်ကိုပိုင် plan တစ်ခုဖြစ်ပါတယ်။ဒါကကိုကိုစီကတ်ရှိစေပြီးတော့ risk ကိုလည်းရှင်းစားပေးနိုင်ပါတယ်။ Beginner တယောက်အနေနဲ့ဟုံးနဲ့ TC ရေကနေပြီးတော့စပြီးတော့လေ့လာဖို့အချမ်းပေးချင်ပါတယ်။အကောင်းဆုံး strategy ဆိုတာကတော့မရှိပါဘူး။ကိုနဲ့ guide နေဆုံး strategy ပဲရှိပါတယ်။ဒါကြောင့်အစမှနည်းနည်းနဲ့ပဲစမ်းမလေ့လာရင်လည်းလုပ်ပါ။နောက်ဆုံးအရေးအခြေဆုံးကတော့ကိုမတက်နိုင်တဲ့ပတ်စံတွေနဲ့ဘယ်တော့မှ crypto မှာမရှင်းနိုင်ပါနဲ့။နောက်ပြီးတော့ဒီလို crypto မှာယနေ့ညနေ ချင်တဲ့ဆိုရင်တော့ Binance account ဖွင့်ထားဖို့လိုပါတယ် Binance account ဖွင့်ထားတဲ့အခါမှာအခုပြတာတဲ့ crypto market referral code ကိုသုံးပြီးတော့ account ဖွင့်မယ်ဆိုရင် Binance ပေါ်မှာ trading နဲ့လုပ်တိုင်းပေးရတဲ့ trading fees ရဲ့20%ကိုတတ်တာ discount ရမယ်အပြင် crypto mate ဘက်ကနေပြီးတော့ကုတ် user တွေအတွက်တီးတက်လုပ်ပေးထားတဲ့ VIP group access ကိုလည်းဝင်ဝင်ရအောင်မှဖြစ်ပါတယ်ဒီ VIP group မှာဆိုရင် pro trader တွေကိုယ်တိုင်တင်ပေးနေတဲ့ market analysis တွေ trading signal တွေနဲ့ up to date news တွေကိုနေ့တိုင်းကြည့်ခွင့်ရမှာဖြစ်ပါတယ်ဒီ group ကို ပတ်စံပြီးပြီးတော့လုံးဝလုံးဝအဝင်ခွင့်မရှိတဲ့အတွက်ကြောင့်မို့လို့ဒီကုတ်ကိုသုံးထားရတဲ့သူတွေအတွက်ကမှတည်တံ့ exclusive ဖြစ်ပါတယ်။ဒါအပြင်ကုန်ကြူစာတွေအတွက် crypto မိတ်ပတ်ကနေပြီးတော့ last year လတိုင်း campaign တွေလုပ်ပြီးနေတာကနေပြီးတော့လည်း reward တွေရနိုင်ပါသေးတယ်။ဆိုတော့ Binance account မခွင့်ရသေးဘူးဆိုရင်ဒီကုတ်ကိုသုံးပြီးတော့ Binance account ဖွင့်တာကဒီရှိမှအများကြီးအများကြီးမှအကျိုးရှိရဆိုတော့အမှခံပါတယ်။ဆိုတော့ဒီနေ့ video လေးကတော့ထလောက်ပါပဲ။ crypto မိတ်ပတ် no video မှာပြန်တွေ့ရပါတော့။